ကိုကြီးအိမ်ပြန်လာတော့ကိုရင်တို့သဘောထားပြီး TVG အစားတွေတစ်ပြဲတစ်ပြဲစား BR တွေတောက်နေတဲ့နိုင်ကတက်ဆာကိုတွေ့လိုက်ရပြန်တယ်ကိုကြီးရဲ့အိမ်ဟာအထက်မြစ်တက်ရဲ့ခေါင်းမိုးထက်မှတည်ရှိတဲ့အခန်းချင်းလေးပါပဲနိုင်ကတက်ဆာကမျက်နှာဖုံးဖို့ပါတာကြောင့်ကိုကြီးလည်းအစကလန်တော့တာပေါ့ပေါ့စတက်ကလည်းတာမန်နေထိုင်မှုပုံစံနဲ့အိမ်ကိုရောက်လာလို့အစကဘသူလဲလို့တွေးနေပါသေးတယ်ပေါ့စတက်ကလိုက်ကတောင်လှုပ်ထားပြီးလိုက်ကကနေဟိုဘက်အထိကသူ့ရဲ့အကန့်လို့ပြောပါတယ်သူတို့ဘွယ်လေးကနေကင်းလှုပ်တဲ့ဆော့ဆော့ပြီးသွားလို့ညကင်းအထိအနားရထားတာပါအဲ့နောက်ပေါ့စတက်ကထုံးစံတိုင်းဓမီလိုက်မှမှာတခြင်းတက်ဆိုပြီး ူဖန်နဲ့သူတို့အားပေးကြတာတွေ့ရတယ်။အဲ့ဒီအချိန်ဖန်တယောက်ကပေါ့စတာကိုလက်စွပ်နှုတ်ဆက်ချင်တယ်ဆိုပြီး trigger ဆေးထိုးက feeling ပြောင်းလိုက်ပါရင်အဲ့ဒီနောက်ပေါ့စတာနောက်ကိုပြေးလိုက်ကုန်တော့ Naked Duster နဲ့ကိုချီရိုးလည်းအပြေးရောက်လာတယ်လူစုခွဲပြီးဗီလင်နောက်လိုက်ခဲ့ကြပြီပေါ့စတာကလည်းသူက idol ဖြစ်တယ်ဘသူပဲဖြစ်ဖြစ်အားပေးရသူဆိုရင် lesson နှုတ်ဆက်ရမှာပဲဆိုပြီး feeling ကို lesson နှုတ်ဆက်လိုက်ပါရင်ဖက်ရအောင်နေရောနိုင်ရအောင်နေရော feeling ကလုံနေချေကိုကြီးကတိုက်ပေါ်ကနေ feeling မဟုတ်ဂျုံမိုးတွေအထုတ်လိုက်ကြေးချလိုက်တာပါ feeling ကအချွဲကြီးရဲ့အများကြီးရှိရာကြောင့်ဂျုံမိုးကဓာရီကိုဆုတ်သွားစေပါတယ်။ megadazar ကမပြောမစုံတဲ့ feeling ကိုတီးထိုးလိုက်ပြီးကိုတုံးလုံးဖြစ်သွားပါပြီ။ဒါက trigger သုံးပြီးအတီးခံရတိုင်းဖြစ်နေကြပါ။ရေကားတဲ့နေကြရလို့သူတို့အဖွဲ့ကထွက်လာလိုက်ပြီးအိမ်ရောက်တော့ရေချိုးလိုက်ကြပါတယ်။နောက်တစ်နေ့ post ရဲ့ fan အလဲအကျောင်းသားနှစ်ယောက်ကစာပို့ပြီးဆက်သွယ်လာပါတယ်။အချွဲကြီးငရှင်းကောင်ကဒီနေ့ပြန်လွတ်လာပြီးသူတို့နဲ့တော့တကယ်ချင်းဖြစ်နေပြီတဲ့။အဲ့ဒီ feeling က feeling လေးလိုမျိုးဖြက်စီးရမျိုးဘာမှတော့မလုပ်သွားဘူး။ ။ trigger ဆေးကိုလည်းတွားပေးမှုကြောင့်သုံးခဲ့ရတဲ့ပုံပဲ။သူ့ကိုမေးမယ်ဆိုရင်ဆေးကဘမှရရလဲဆိုတဲ့တဲလို့သာတော့ရမယ်။ nagarasta ကို boss ကအခုတော့မခေါ်ခြင်းဦး။ဒီကြောင့်မပြောခြင်းဦး။ feeling တွေ့ရနေပဲ။ तू ကစော်ပဲစော်ခြင်းနေလို့ပါ။ဒါနဲ့နှစ်ယောက်တည်းပဲထွက်လာကြတော့ boss ကလမ်းလျှောက်နှီးပါရဲ့။သူ့ဖက်တွေကတချဲဆိုရင်ခုံမဲခုံနေတာကြောင့်ပါ။ဒါနဲ့ကိုကြီးကလည်းသူ့လက်ကင်နာဆိုပြီးလက်မောင်းထိုးပြီးတော့ boss လည်းရှက်ရှက်နဲ့ကင်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲ poster ရဲ့ fan girl လေးတွေကတွေ့သွားပြီ poster နဲ့ဓာတ်ပုံအတူတွေ့ရကြတာပါကိုကြီးကိုက poster ရဲ့ကောင်လေးလို့ထင်သွားကြပါသေးတယ် အလေနဲ့ကြောင်းသားရင်နဲ့ချင်းသားရဲ့ဆိုင်ရှိမှာမထက်ဘက်ပဲနိုင်ကက်ဒါစတာကထိုင်ရင်သတင်းစာပဲအေးစေးဖတ်နေတာကိုတွေးလိုက်ကြရတယ်။နိုင်ကက်ဒါစတာနဲ့မထိုင်ချင်တာကြောင့်ကိုယူချီကိုဇလန်တစ်ခုခုအမြန်ထွင်လိုက်ဖို့ပေါ့စတာကတုံးကိုကြာပြောလိုက်တာ။ပေါ့စတာနဲ့ဓာတ်ပုံတွဲရဲလာတဲ့ဟာချီစုကပုံကိုပြန်ကြည့်ရင်အတော်လေးနှစ်သက်နေဖို့ရပါတယ်။ပြားတဲ့ကောင်ကဟာချီစုရဲ့အုတ်ထားရဲ့မျက်လုံးတစ်ဖက်အောက်ဝင်သွားတော့မှာသွားတော့မယ်ဆိုပြီးတငယ်ချင်းတွေကိုပြောကပြေးထွက်သွားပါတယ်။ကာရာအိုကေသွားဆိုမလို့ကိုအလုသွားတော့မယ်ပြောပြီးထွက်သွားတဲ့ ဟက်ချီဆူကြောင့်တငယ်ချင်းတွေကလည်းကြောက်ရပြီးကြံခဲ့ရတယ်တကယ်တော့ဟက်ချီဆူကတိုက်ကြရဲဝင်သွားပြီးစေးရည်တမျိုးထည့်ထားတဲ့ပြားတွေအများကြီးကိုမြို့နှက်စီပြန်စီလိုက်ပါတယ်ဒီလိုနင်းတဲ့မျိုးသားတွေကိုစူပေါ်လုံးမှဖြစ်ပြီးသူကလည်းအချိန်ပိုင်းဖီလင်းလို့ကိုလုံနေသူပါပြားတွေကမျိုးသားတွေကိုကိုက်ပြီးဗီလင်းတွေဖြစ်ပြောင်းလဲကုန်ပါတယ်အဲ့ဒီဗီလင်းတွေကိုနှိမ်နှင်းဖို့နာမည်ကြီးဟီးရိုးတွေအများကြီးကလည်းထွက်လာကြပါပြီအော်မိုက်နဲ့အိုက်ဇဝါတို့လိုဟီးရိုးတွေလည်းပါလာပြီးမက်ဆီတမိတ်တွေဗီလင်းတွေကိုရှင်းပစ်လိုက်တာပါဒါကိုကြည့်ပြီးကိုအချီနဲ့ပေါ့စတက်ကလည်းအားကျနေရပါတယ်ဟုတ်တယ် ဒီချိန်ဟောငါတို့မသိခဲ့ကြဘူးငါတို့တိုက်ခိုက်နေတဲ့အရာရဲ့တယုံမှန်ကိုဒီမျိုးရဲ့အရေးတွေကဲရောက်နေရတကယ်အန္တရာယ်အဲ့ဒီစိတ်ငြိမ်နေမကောင်းမှုကိုသတိမထားမိပဲခဏတာငြိမ်းချမ်းမှုတွေကဆက်လက်တည်ရှိနေတယ်ဒီမှာရပိုက်တော့ကပြီးဆုံးသားပါ